လေးမြို့မှာတပိတ်စခန်းဖွင့်လှစ်ပြီးလယံမြေပြန်လည်ရရှိဖို့တောင်းဆိုနေတဲ့တောင်သူတွေကိုတိုင်းဒေသကြီးအစိုးရတာဝန်ရှိသူတွေကဇူလိုင်လ15ရက်နေ့ကလာရောက်တွေ့ဆုံညီနိုင်ခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာတရားစွဲဆိုခံရတဲ့တောင်သူတွေရဲ့အမှုတွေကိုရုတ်သိမ်းပေးရင်းနဲ့အငင်းပွားလေယာဉ်ပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းပေးရင်းစတဲ့အချက်တစ်ချက်ကိုသာတောင်သူတွေဘက်ကအဓိကထားတောင်းဆိုခဲ့ပေမဲ့တာဝန်ရှိသူတွေကဂတိကမှုမပေးနိုင်ပဲတပိတ်စခန်းရပ်လာပေးဖို့သာတောင်းဆိုနေတာပါ ကျွန်တော်တို့ကကျွန်တော်တို့ကနေတောင်းဆိုချက်တွေမနေ့ကရခဲ့လို့ရှိရင်စပိတ်စခန်းကိုကျွန်တော်တို့ကနားပေးမှာပါကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေဟာတစ်ချက်တည်းတောင်းတာပါနှစ်ချက်ကိုအစိုးရဘွဲကနံပါတ်၁ချက်မလေးတိုင်းအတွင်းရှိဖုံးမမျိုးစုံနဲ့တရားစွဲခံထားတဲ့တောင်းသူလယ်သမားတွေနှင့်တကွာတောင်းသူလယ်သမားရဲ့ကူညီဆောင်ရွက်ပေးနေတဲ့ပုဂ္ဂိုလ်တွေရဲ့အမှုတွေကိုကျွန်တော်တို့ကချက်သိမ့်ပေးဖို့ရုံသိမ့်ပေးဖို့နံပါတ်၁ချက်တောင်းဆိုတာပါနံပါတ်၂အချက်အနေနဲ့က လေယာဉ်ပြည်တည်နာတွေကိုဖြည့်ရှင်းတဲ့နေရာမှာခနဲ့ခရိုနီလည်းမျက်နှာမမူနဲ့တောင်သူလည်းသမားကိုလည်းမျက်နှာမမူနဲ့တိတိကျကျမှန်မှန်ကန်ကန်နဲ့ဖြည့်ရှင်းပေးပါလို့ကျွန်တော်တို့ကတောင်းဆိုတာပါကျွန်တော်တို့တောင်းဆိုတဲ့အချက်နှစ်ချက်ကိုအစိုးရဘက်ကခနဲ့ချစ်သူဘက်ကနေပြီးတော့လာရောက်ပေးခြင်းမရှိပါဘူးလာရောက်ပေးခြင်းမရှိလို့မလို့ကျွန်တော်တို့စပိတ်စခန်းဟာ20ရက်နေ့ထီအောင်ကျွန်တော်တို့ခွင့်ပြုမိန်တင်ထားတဲ့အတိုင်းဆက်လက်ပြီးဖွင့်သွားမှာပါ မန္တလေးတိုင်းဒေသကြီးကလေယာဉ်မြေသိမ်းဆီးခံရတဲ့တောင်သူတွေစုပေါင်းပြီးဇူလိုင်လ6ရက်နေ့ကစတင်ကမန္တလေးမြို့62လမ်းနဲ့25လမ်းတောင်မှာတပိတ်စခန်းဖွင့်လှစ်ပြီးဆန္ဒထုတ်ဖော်တောင်းဆိုနေကြတာပါတိုင်းဒေသကြီးအစိုးရအနေနဲ့ထိုင်းတပိတ်ကိုခွင့်ပြုပေးထားတဲ့ရက်ကိုလည်းကန့်သက်လိုက်ပြီးတပိတ်စခန်းကိုဖျက်ပေးဖို့ချင်းချောက်ပြောဆိုတာတွေရှိနေတယ်လို့တောင်သူတွေကပြောပါတယ်ဒီမှာကျမတို့တပိတ်စခန်းကြီးကဝင်းကြီးချုပ်ကြီးကကျမတို့လိုချင်တဲ့အချက်တစ်ချက်ကလေးရရင်ကို ျမတို့ကသိမ့်ပေးပါမယ်လို့ပြောတယ်။ည9နာရီ10နာရီသတင်းတော်ပို့ပါမယ်ဆိုတော့ဘာတခုမှမရဘူး။အဲ့တော့ခုမနေ့ကင်းကြတော့ဒီတပိတ်ကန်းကိုကျွန်တော်တို့ပေးတာ15ရက်12နာရီနောက်ပိုင်းပေးတာပဲပေါ့။နော်။နောက်ပိုင်းဆိုရင်သိမ့်ပြီ။ဒါကိုသိမ့်ပေးပါ။ကျမတို့ကတော့ရုံကြီးပေါ့ရုံချုပ်ပေါ်မှာလည်းပြောခဲ့တယ်။ပြမမှာလဲတွတ်တော်လဲမင်းမြန်သူကြီးတပြောခဲ့တယ်ခနေ့မနေ့ကင်းလဲပြောလိုက်တယ်ဘာဖြစ်လို့ဆိုတော့သူတို့ဘက်ကအပြေတစ်ချက်မရဘဲနဲ့တော့တောင်သူလယ်သမားတွေရဲ့ လိုချင်တဲ့တစ်ချက်ကလေးကိုဝင်းကြီးချုပ်မပေးနိုင်ဘူးလားဘာဖြစ်လို့တော့တောင်သူလသမားတွေလိုချင်တဲ့တစ်ချက်ကလေးပေးရင်ကျမတို့တပိတ်တကန်းကြီးရဲ့ကောင်းကောင်းလေးရဲ့အချက်ပြေဝင်းကြီးစီကလိုချင်တဲ့အဲ့ဒီအချက်မရရင်ကျမတို့တပိတ်တကန်းကိုခုနှစ်ရက်တစ်ပတ်သာတင်မယ်ပြည့်တော်လို့မရရင်နောက်တစ်ပတ်သာတင်မယ်၃ပတ်၄ပတ်နဲ့မှတင်လို့မရရင်ကျမတို့နီလန်တစ်မျိုးပြောင်းမယ်ရှိတက်ပြီးတော့နေပြီးတော့ကြောင်းရှောက်ပြရသေးသေးရှိပါတယ် မန္တလေးတိုင်းဒေသကြီးအတွင်းမှာအငင်းပွားလေယာဉ်မြေဧကတသိန်းနီးပါးရှိပြီးအဲ့ဒီအငင်းပွားလေမြေတွေကိုဖြည့်ရှင်းပေးဖို့မြန်မာစီမံခန့်ခွဲရေးကော်မတီပါတောင်သူကုတလေတွေထည့်သွင်းပေးဖို့လိုလားနေကြပါတယ်။အခုသပိတ်စခန်းကိုတော့ပသိန်းကြီးမြို့နယ်မဟာအောင်မြေမြို့နယ်စင်ကူးမြို့နယ်ပြည်ကြီးတခုမြို့နယ်အမရပူရမြို့နယ်ဝမ်းတွင်းမြို့နယ်မတရားမြို့နယ်စတဲ့လေယာဉ်မြေသိမ်းဆီးခံရတဲ့တောင်သူတွေစုပေါင်းပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်ရှင်။